ားလုံးပဲမင်္ဂလာပါဗျာ Respot ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Chelsea တင်းဟာ Dortmund တောင်ပံကစားသမား Jamie Gittan ကိုပေါင်55သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုအပြည့်အဝရရှိသွားပြီပဲဖြစ်ပါတယ်ဒီအသက်20အရွယ်အင်္ဂလန်သားလေးကတော့ Chelsea မှာဆေးစစ်မှုခံယူနေပြီဖြစ်ပြီး2032ခုနှစ်အထိ9နှစ်သက်သန်းရှိစာချုပ်ကိုချုပ်ဆိုမှာပဲဖြစ်ပါတယ် ဘိုင်ယန်မြို့နယ်အတင်းကဒီအပြောင်းရွှေ့ကိုကြားပြတ်ခေါ်ယူရန်ကြိုးပမ်းခဲ့တယ်လို့ကစားသမားကိုယ်တိုင်ကဒီပြအန်သိုမာရက်စကာနဲ့စကားပြောဆိုပြီးချက်စီးတို့သာပြောင်းရွှေ့လို့စိတ်ပြင်းပြခဲ့တာကြောင့်ဘိုင်ယန်ရဲ့အစီအစဉ်အောင်မြင်ခြင်းမရှိခဲ့တာပါချီမီကစ်တန်ကိုခေါ်ယူပြီးရနောက်မှာတော့ချက်စီးတင်ဟာဘရိုက်တန်တိုက်စင်မှုဂျာအိုပက်ဒရိုကိုခေါ်ယူရန်အာယုံအပြေးဝဆိုက်လာပြီပဲဖြစ်ပါတယ် အယူကဆယ်အသင်းကလည်းဂျာအိုပက်ဒရိုကိုစိတ်ဝင်စားလျက်ရှိနေပြီးကဆယ်အသင်းရဲ့ပထမကမ်းလှမ်းမှုဖြစ်တဲ့စတာလင်ပေါင်းတန်း90ကိုတော့ဘရိုက်တန်အသင်းဘက်ကနေပေးချထားခဲ့တာပါချယ်ဆီအသင်းကတော့တိုက်စစ်နေရာဆုံးမှာကစားနိုင်တဲ့ဂျာအိုပက်ဒရိုကိုအတော်လေးသဘောကျလျက်ရှိပြီးဘရိုက်တန်အသင်းဘက်ကတော့၎င်းတို့ရဲ့ကျယ်ဝင်းကစားသမားအတွက်ပြောင်းရွှေ့ခြေကိုပေါင်တန်း60ထပ်ပုံမှုရရှိလိုကြောင်းကြားသိရပါတယ် ချက်စီနီပြအန်ဆိုမာစကာကတော့အသင်းရဲ့အလားအလာကောင်းဆုံးလူငယ်နောက်ခံလူဂျိုးရှ်အချမ်းပွန်ကိုလာမယ့်အပြောင်းရွှေ့ကာလတွင် ရောင်းချသွားမယ်မဟုတ်ကြောင်းအတိလင်းပြောကြားလိုက်တော့လေအချားနောက်ခံလူတူဖြစ်တဲ့ထရီဗာချာလိုဘာ၏အနာဂတ်နဲ့ပတ်သက်ပြီးမှအာဝခံချက်ပေးရန်ညှင်းဆိုခဲ့ပါတယ်အသက်16နှစ်အရွယ်နောက်ခံလူဂျိုးရှ်အချမ်းပွန်ကိုဒေါက်တာယူကာဆယ်နဲ့ဒေါမွန်သင်းတို့ကစိတ်ဝင်စားနေကြောင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအပေါ်လီပြမာရက်စကာကယခုလိုပဲတုံ့ပြန်ပြောကြားခဲ့ပါတယ် မော်ရစ်ကကခမရတို့ပြောတဲ့ကလပ်တွေက George ကိုသဘောကျတယ်ဆိုပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်း George ကိုသဘောကျပါတယ်ကလပ်တိုင်းကကစားသမားကောင်းတွေကိုကြိုက်ကြတာပါပဲ George နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အစီအစဉ်က ရှင်းပါတယ်သူဟာဒီကလပ်အတွက်ထိတ်တန်းနောက်ခံလူတစ်ယောက်ဖြစ်လာနိုင်တဲ့အလားအလာရှိပါတယ်သူ့အတွက်အကောင်းဆုံးအစီအစဉ်ကတော့ကျွန်တော်တို့နဲ့အတူရှိနေဖို့ပါပဲဟုခိုင်မာစွာပြောကြားခဲ့ပါတယ် Josh အချမ်းပွန်ကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ2029ခုနှစ်အထိတက်တန်းရှိစာချုပ်တစ်ချုပ်ဆိုထားသူဖြစ်ပြီး Morris Carr ကသူ့ကိုအသင်းရဲ့အနာဂတ်အတွက်အဓိကကစားသမားတစ်ဦးအဖြစ်သတ်မှတ်ထားကြောင်းယခုပြောကြားမှုကလည်းသိနိုင်ပါတယ်။အခြားနောက်ခံလူတစ်ယောက်ဖြစ်တဲ့ Charles Bow ကိုရောင်းချနိုင်ခြင်းရှိမရှိမေးမြန်းခဲ့ရမှာတော့ Morris Carr ကအသင်းမှာရှိနေတဲ့ဘယ်ကစားသမားကိုမှကျွန်တော်မဆုံးရှုံးချင်ပါဘူး။ ဒါပေမဲ့အပြောင်းရွှေ့ဈေးကွက်ပွင့်နေတဲ့အချိန်မှာတော့ကစားသမားတယောက်ကိုဝယ်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်ကံမကောင်းစွာနဲ့ဘာမှစို့ဖြစ်သွားနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ Trevor ဇန်နဝါရီမှာကျွန်တော်တို့စီပြန်လာပြီး Champion League ဝင်ခွင့်ရအောင်အများကြီးကူညီပေးခဲ့ပါတယ်။သူကကျွန်တော်တို့နဲ့အတူရှိနေပြီးအဲ့ဒီအတွက်လည်းကျွန်တော်တို့ပျော်ရွှင်ပါတယ်။ဒါပေမဲ့အပြောင်းရွှေ့ကာလမှာတော့ Triple တယောက်တည်းအတွက်မဟုတ်ပဲလူစီးရဲကကစားသမား25ယောက်လုံးအတွက်ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ကိုပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားချက်တွေအရတော့ Chelsea တင်ဟာတင့်တော်တဲ့ကမ်းလှမ်းမှုတစ်ခုရှိလာပါက Trevor Chalobah ကိုရောင်းချရန်စဉ်းစားဖွယ်ရှိနေကြောင်းသုံးသပ်နိုင်ပါတယ်။ဒမေရာတည်င်းစာရဲ့ဖော်ပြချက်အရ Aston Villa အသင်း၏အာဂျင်တီးနားလက်ရွေးစင်ကိုယ်တော် Emiliano Martinez ကိုခေါ်ယူရန် Chelsea အသင်းထံသို့ကမ်းလှမ်းမှုရှိနေကြောင်းသိရပါဗျ။ မာတီနက်စ်အားမန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်းတင်းနေထွက်ပေါ်နေပြီးလက်ရှိအခြေအနေအရယူနိုက်တက်ကအခြားနေရာများကိုဦးစားပေးအင်အားဖြည့်တင်းနေတော့ကြောင်းချက်စီအတွက်ခေါ်ယူရန်အခွင့်ရေးရှိနေကြောင်းမေရာမှဖော်ပြထားပါတယ်။အက်စတွန်ဗီလာနီးပြောက်ဦးနိုင်အမေရိကလည်းပေါင်45သန်းတန်ဖိုးရှိတဲ့၎င်းတို့၏ကိုယ်သမားကိုရောင်းချကငွေဖော်ရန်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ ချက်စီတင်းဟာလက်ရှိကိုသမားတွေဖြစ်တဲ့ Robert Sanchez နဲ့ Philip Jorgensen တို့နှစ်ဦးစလုံးဤလက်စွမ်းမတီးကျင်မှုတွေကြောင့်အတွေ့အကြုံရဲ့ကိုသမားတအုပ်ကိုရှာဖွေနေတာပါ။ Martinez ဤဦးစားပေးရွေးချယ်မှုမှာ Manchester United ဖြစ်နေတာကြောင့်ဒီပြောင်းရွှေ့ဖြစ်မြောက်ရမှာကစားသမားရဲ့စံနှုန်းနဲ့ Chelsea ဂျိုးပန်းမှုပေါ်တွင်များစွာမူတည်နေကြောင်းမေရာမှဖော်ပြထားပါတယ်။ Chelsea တင်းအားပေးသူညီကိုတွေလည်းအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်လေးတွေဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။ စိတ်ဝင်စားဖွယ်တင်တွေကိုအမြဲတင်ဆက်ပေးနေမှာမဟုတ် like and subscribe လေးလှုပ်သားပေးကြပါအောင်ဗျာကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ